အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်မယ့်အကြောင်းအရာလေးကတော့အင်္ဂါတသမိများအတွက်မေလ9လပိုင်းတလားစာအထူးဟောစရံပဲဖြစ်ပါတယ်ဒီဟောစရံကြီးကိုတော့မန္တလေးမြို့မှာဆရာကြီးမင်းသူရကိုရိုင်းတွက်ချက်ဟောပြောထားတာဖြစ်ပါတယ်ဒီ9လပိုင်းမှာဆိုရင်အင်္ဂါတသမိများဟာမိမိလောက်ကင်လို့သောစိတ်ဆန္ဒများအားခဲထားသမျှအကောင့်ထဲပေါ်နိုင်ပါလိမ့်မယ်ဇေဒီတဲခြင်းဇေဒီပထိုးပြုပြင်မွေးမှန်ခြင်းဘဝရိတ်တာ မိခင်ကလေးစောင့်ရှောက်ရေးအထွေထွေအကျိုးဆောင်အလိုတန်းများနဲ့စွန့်လောင်ကုသိုလ်တရားများပေးစွမ်းနိုင်ပါလိမ့်မယ်။ဘဝမှာအနေမမှန်ခြင်းမမျှော်လင့်ထားသောဘဝအတွေ့အကြုံများကြုံတွေ့ခံစားရပါလိမ့်မယ်။ခြေလေးချောင်းနဲ့ဆက်ရွှေတဲ့ပစ္စည်းဝင်ပါလိမ့်မယ်။မရောက်ဖူးရသောနေရာသစ်ပတ်ဝန်းကျင်သစ်တို့သွားရမယ်။စီဝါရဲ့အနေနဲ့ကတော့အခွင့်အလမ်းကောင်းများနဲ့ကြုံတွေ့ရတတ်တယ်။အလုပ်ကိုင်းများတွင်မိတ်ဆွေတဦးရဲ့အကူအညီကြောင့်လက်ပတ်လာပါလိမ့်မယ်။အလုပ်သစ်ကိုင်းသစ်ပေါ်မှာအဆက်အသွယ်သစ်တွေလည်းရပါမယ်။အကူအညီအထောက်ပံ့ရမယ်။ အလောက်ချက်ထွင်ရပါလိမ့်မယ်။စေဝါရောင်းဝယ်ခြင်း၊စိုက်ပျိုးရေး၊မွေးမြူရေး၊ပြည်တွင်းပြည်ပအဆက်အသွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ကွန်ပျူတာနဲ့တီထွင်ပညာများဆောင်ရွက်ခြင်း၊အပန်းဖြေစခန်းဖွင့်လှစ်ခြင်းများအကျိုးဖြစ်ထွန်းပါလိမ့်မယ်။ဗုဒ္ဓဟူးနံတနင်္လာသတ္တမီများနဲ့ဆက်တူရှယ်ယာမလုပ်သင့်ပါဘူး။လုပ်ငန်းခွင်မှာဆိုရင်တတိထားရပါလိမ့်မယ်။တနင်္ကနွေသတ္တမီများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအကြံစီအောင်မြင်ပါလိမ့်မယ်။ခရီးတို့ခရီးရှိတွားရခြင်းရှိတယ်။ဗုဒ္ဓဟူးနံတနင်္လာနံလေရွှေရင်ဝက်မွေးမြူရေးရေလုံငန်း စတင်လှုပ်ဆောင်မှုများငွေကြေးကစားခြင်းခြေငါခြင်းအဆက်ဆက်အရရာရှောင်ကျင်တင်ပါအဲ့ဒီနှွေးနံနေနဲ့ဆိုရင်အယောင်းဝယ်ကိစ္စတွေလက်မှတ်ထိုးခြင်းတွေပျက်စီးသွားတတ်ပါတယ်အရှုံးပေါ်ပါလိမ့်မယ်ဗုဒ္ဓဦးနံခြေလေးချောင်းမဝင်ကောင်းမကယ်ကောင်းပါဘူးပညာရေးအနေနဲ့ကတော့တစ်ဖက်တစ်လမ်းမှာစက်မှုလက်မှုပညာရမ်းရနဲ့အသက်မွေးဝမ်းကြောင်းပြုလုပ်ရပါလိမ့်မယ်ပညာရေးကံမြင့်နေပေမဲ့မိမိအနေနဲ့ကြိုးစားဖို့လိုပါတယ်။ပညာရေးမှာအခွင့်အလမ်းကောင်းများနဲ့ကြုံတွေ့နိုင်ပြီး 調査လျင်ရည်မှန်းချက်အောင်မြင်နိုင်ပါလိမ့်မယ်။သင်တန်းကိစ္စများအဆင်ပြေအောင်မြင်မယ်။အကြီးအကဲများနဲ့ကြီးကျယ်ခမ်းနားတဲ့နေရာတွေမှာပွဲတက်ရပါလိမ့်မယ်။ရာထူးတက်ခြင်း၊နေရာကောင်းရခြင်း၊လုံခြုံစိတ်ချပေးကင်းတဲ့နေရာတွေမှာပြောင်းရွှေ့ရခြင်း၊ဥဆောင်ဥရွက်ပြုရခြင်း၊တာဝန်ကြီးများယူရတတ်ခြင်းများကြုံရပါလိမ့်မယ်။အခြေအနေအောင်ရေးပိုင်းနေတဲ့ကတော့ အများအားဖြင့်တော့အင်္ဂါတသမီတွေဟာကံအားကောင်းပါတယ်ဘဝတစ်တစ်ခုထူထောင်ခြင်းမင်္ဂလာဆောင်ပြုလုပ်ခြင်းများအောင်မြင်ပြီးအကြံစီများအထမြောက်တတ်ပါတယ်ချက်တည်မင်္ဂလာဒုက္ခအဖျားဖျားနဲ့စိတ်ချမ်းသာပြည့်စုံရပါလိမ့်မယ်တောက်ကြစနေအင်္ဂါတသမီများနဲ့မိမိရဲ့အိမ်တော်ဘက်နဲ့အချစ်သူဖြစ်လျင်တရားပါလိမ့်မယ်စိတ်ချမ်းသာပြီးတော့အနာဂတ်ဘဝကောင်းပါလိမ့်မယ်အချီနှလုံးသားရေးရစကားပြောတဲ့အချိန်မှာစနေရက်26ရက်ဖွင့်ပြောရင်အဆင်ပြေပါလိမ့်မယ် သတိပြုရမယ့်အသက်ပိုင်းခြားအနေနဲ့ကတော့အသက်28နှစ်မှ29နှစ်ကြား35နှစ်မှ39နှစ်ကြားအဲ့ဒီနှစ်တွေကတော့ကန်ဆာသာအနှဲငယ်ညံပါလိမ့်မယ်ငွေကြေးရလန်းရှိပေမဲ့ထင်သလိုမယိုးရှင်းပါဘူးအများနဲ့တွဲလို့ရတဲ့အလုပ်တွေဆိုပိုးလို့တောင်ဂရုစိုက်ရပါလိမ့်မယ်စာချုပ်စာတမ်းငွေကြေးကိစ္စအာမခံခြင်းလွှဲပြောင်းပေးခြင်းများသတိထားဆောင်ရွက်ရပါမယ်ငွေဝင်သလောက်ပြန်ထွက်နေပြီးကုန်နေတတ်ပါတယ်အလုပ်ပြောင်းခြင်းစိတ်ထွက်ခြင်းစိတ်ပေါ်လာတတ်တယ် လက်အောင်ငယ်သားကြောင့်မိမိလုပ်ငန်းထိခိုက်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဆက်ပစ္စည်းပြတ်တတ်တယ်၊ထွက်တတ်ပါတယ်။သူများလုံးကြံခြင်းခံရတတ်တယ်လို့သရိတ်ဆန်ကြောင့်စကားအကြီးအကျယ်များရတတ်ပါတယ်။မြေကိစ္စစိတ်ညစ်ရတတ်တယ်၊မြေထွက်တတ်ပါတယ်။အခြေအနေပတ်သက်ပြီးစိတ်သောကတွေများတတ်ပါတယ်။မိမိချစ်သူရဲ့သစ္စာမဲခြင်းအထင်မြင်သေးခြင်းများကြုံရတတ်ပါတယ်။မိမိရဲ့ဆွေမျိုးတွေနဲ့မသိမြတ်ဖဲခဏခဏရံဖြည့်ရတတ်ပါတယ်။မိမအနောက်ရှက်ပေါ်ရတဲ့ကျမ်းမာရေးကိုအထုကယူဆိုင်ပါငွေအကုန်ကြများတတ်ပါတယ်။ နည်းနည်းစောစောထပြီးတမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကိုမြေတားပို့ပေးပါအညံ့တွေပျောက်သွားတတ်ပါတယ်။ကျမ်းမာရေးပိုင်းအနေနဲ့ကတော့ကျမ်းမာရေးမှာဆိုရင် မထင်မှတ်ပဲခွဲစိတ်ကူးတာမှုခံယူရခြင်း၊ညာဘက်ချမ်းကြိုက်ခဲ့ခြင်း၊သွေးတူစီးကျူသွေးကျူအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂများခံစားရတတ်ပါတယ်။စိတ်ပိုင်းဆိုင်ရာဖိစီးမှုများဖယ်ရှားပေးပါအထူးသဖြင့်အသက်၃နှစ်၅နှစ်ဝမ်းပိုက်ဥပတ်ပေးတတ်ပါတယ်။ ကလေးတွေကိုတုံ့တန်တင်းချိုင်းတွေကိုမတွားတင်ပါဘူး။တွားမိလျင်ဝေဒနာကြီးစွာခံစားရပါလိမ့်မယ်။အထူးဟောကဲအနေနဲ့ကတော့အထူးပြောချင်တာကတော့အမေအဖတို့ကိုပြုစုလုပ်ကြွေးပါ။အကြီးကဲတို့နဲ့အဆင်ပြေအောင်နေထိုင်ပါ။ကျမ်းမာရေးကိုစေမီတို့နဲ့မကူပါနဲ့။အဲ့နဲ့ထွင်ရမယ်ကိစ္စပစိမ့်နဲ့ထွင်ရတတ်ပါတယ်။ခရီးသွားခြင်းနဲ့လုပ်ငန်းကိစ္စအဆင်ပြေစေရန်အတွက်တောင်ရက်ကိုမျက်နှာမူကရေးတစ်ခွက်စွန့်ပြီးမှသွားပါ။ အကျိုးပေးသောကဏ္ဍအနေနဲ့ကတော့၉ကဏ္ဍ၃ကဏ္ဍ၁ကဏ္ဍ၆ကဏ္ဍတို့ဖြစ်ပါတယ်အကျိုးပေးသောအရက်အနေနဲ့ကတော့အရှိတောင်အရက်ဖြစ်ပြီးအဲ့ဒီအရက်မှာစိုင်းပုတ်တင်ခြင်းအိမ်ပြောင်းခြင်းစိုင်းသစ်ဖွင့်ခြင်းခွဲစိတ်ကူးသားမှုခံယူခြင်းလုပ်ငန်းသစ်စတင်ခြင်းကောင်းပါလိမ့်မယ်အကျိုးမပေးသောအရက်အနေနဲ့ကတော့အနှောက်မြောက်အရက်ဖြစ်ပါတယ်ကံကောင်းစေသောအရာအနေနဲ့ကတော့အနီရောင်မိုးပြာရောင် အစိမ်းရောင်နိုးနေရောင်ကြီးနေရောင်တို့ဖြစ်ပါတယ်။ကံကောင်းမှုတွေရောက်လာစေရန်ရည်ရည်အနေနဲ့ကတော့ နက်နက်8:48မိနစ်အချိန်တွင်အိမ်ဖျားမှာအရှိအယက်မျက်နှာမူကဇွင်ညွန့်၊စပယ်ညွန့်၊ဇော်စိမ့်ညွန့်တို့ကိုဖျားပူဇော်ပြီးငှက်ပြိုသည်၊အုံသည်၊လိမ်မော်သည်များကိုကြွေပကံနဲ့စွန်းတော်ကတ်လှူပေးပါ။မိမိလိုရာစုကိုလည်းတောင်းပါ။ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးကြတာကတော့အင်္ဂါတသမိများအတွက်မေလ9လပိုင်းတလစာအထူးဟောစရံပဲဖြစ်ပါလေရှင်။အင်္ဂါတသမိများအလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။